အဲ့တော့သာနာစိတ်ဆိုတာပြောမယ်ဆိုရင်ကုချင်းစာကုချင်းစာပြီးတော့တစ်ဖက်သားပေါ်မှာအကျဉ်းနာထားတဲ့စိတ်ဓာတ်မျိုးဘုရားတွေကလင်္ကာကြီးမှကြည့်မယ်ဆိုရင်တော့ကြည့်တဲ့ပုံပြီးတော့ခြေပြတ်တဲ့အတိတ်ပဲရှိသေးတယ်။သာနာရဲဆိုတာအရာရာမှာ အတိညာနဲ့ထောက်ထားဆင်ញင်တာကိုလည်းစာနာတယ်လို့ဒီလိုသုံးထားတာရှိတယ်အဲ့ဒါစာနာသိဆိုတဲ့အခြေလုံးဟာမြန်မာလူမျိုးတွေမှာအကောင်းဘက်ကနေသုံးရကိုရင်းစာတဲ့အကျဉ်းသားတရားကိုရင်းစာမှုဆိုတာသိအရေးကြီးတယ်ကိုရင်းမစာလို့ရှိရင်လူတွေမှာဘာဖြစ်လဲဆိုရင်ဘသူတေတေငတိမှာပြီးရောဆိုတော့ ကိုသတော်ရေတကာကကိုအတွက်ကောင်းဖို့သာကြည့်ပြီးတော့အများအတွက်ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ထမျိုးတွေကပေါ်လာတယ်။လောကကြီးထဲမှာလူအတိုင်းဝိုင်းမှာအဲ့လိုတကူကောင်းဆန်တဲ့စိတ်ဓာတ်တွေပေါ်လာပြီဆိုလို့ရှိရင်ဒီ society ဒီလူအတိုင်းဝိုင်းကြီးတခုဟာအေဂျင့်မှုတွေဆုံးရှုံးသွားမှတေချာ ငြင်းချမ်းမှုတွေညီညွတ်ရေးတွေပြပြဆုံးရှုံးသွားမှပြေးကြတယ်။ဒါကြောင့်မို့လူတိုင်းလူတိုင်းဟာစာနာစိတ်ဆိုတာရှိဖို့လို့စာနာစိတ်ကိုအနုကမ္ပါလို့ပြန်မယ်ဆိုလို့ရှိရင်အနုကမ္ပါဆိုတာတနာရဲစောင့်ရှောက်တဲ့ကိုခြင်းစာပ